ညလင်ဘေးဘီအာမခန်ကုမ္ပဏီများစုကရက်ဆိုင်လာကြတဲ့တဘာဝဘေးအာမခန်ဝန်ဆောင်မှုအားလုံးပဲမင်္ဂလာပါအာမခန်လုပ်ငန်းဆိုတာကတော့မတော်တဆဖြစ်နိုင်တဲ့အန္တရာယ်တွေငွေကြေးဆုံးရှုံးမှုတွေဒဏ်ရာနာတရားဖြစ်မှုနဲ့အသေးဆုံးမှုပြစ်စည်းပျက်စီးမှုတွေအတွက်အကာအကွယ်ပေးဖို့စီမံဆောင်ရွက်ပေးတဲ့လုပ်ငန်းပဲဖြစ်ပါတယ်အာမခန်ဆိုတဲ့နေရာမှာလေအသက်အာမခန်မော်တော်ယာဉ်အာမခန်မီးလောင်မှုအာမခန် ခီးသွွားအာမခံစသဖြင့်မြို့မြို့ရှိနေပါရင်အာမခံယူကျင်သူဟာအာမခံကုမ္ပဏီနဲ့သဘောတူစာချုပ်ချုပ်ဆိုပြီးတတ်မှတ်ထားတဲ့အာမခံခြေကိုပေးသွင်းရပါရင်ပထမချိန်နေ့ကုမ္ပဏီဘက်ကတတ်မှတ်ထားတဲ့အာမခံခြေပမာဏတစ်ခုကိုပေးသွင်းပြီးလစဉ်၃လတစ်ချိန်ဒါမှမဟုတ်နှစ်စဉ်ပေးချေမှုတိုင်းဆက်လက်ပေးဆောင်ရပါရင် အနေရတခုခုဖြစ်သွားခဲ့မယ်ဆိုရင်တော့ရေစကန်ထောက်ခံစာ၊စိယုံထောက်ခံစာနဲ့မိလာမှုဆိုရင်မိသက်ဌာနရဲ့ထောက်ခံစာတွေရှုပြီးတော့ကုမ္ပဏီဘက်ကိုအမခန့်ချေထုတ်ယူဖို့တင်ပြရပါတယ်။အမခန့်ကုမ္ပဏီဘက်ကဖြစ်ရမှန်လားဆိုတာကိုသူတို့ရဲ့မူဝါဒအတိုင်းစစ်ဆေးပြီးမှငွေထုတ်ပေးတာပဲဖြစ်ပါတယ်။အမခန့်နေထဲမှာတဘာဝဘေးအမခန့်ဝန်ဆောင်မှုဆိုတာလေတခုပါဝင်ပေးဖြစ်ပါတယ်။တဘာဝဘေးအာမခန်ဆိုတာကတော့မြင်းကလေးမုံတိုင်းမိုးတက်ထန်မှုရေကြီးရေရှက်မှု တောင်ကန်ချောချင်းမိလာမှုစားတဲ့သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုကိုကာကွယ်ဖို့အတွက်ယူကြရင်အာမခံမျိုးစားတစ်ခုဖြစ်ပါတယ်။သဘာဝဘေးအာမခံကိုတော့ရေကြီးရေရှမ်းတတ်တဲ့ဒေသမှာနေထိုင်ကြသူတွေ၊ငယ်လင်လှုပ်ခတ်မှုများတဲ့ဒေသများမှာနေထိုင်ကြသူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေမှာထားလို့ရှိကြပါတယ်။ တဘာဝဘေးအမခံထားမေဆိုရင်တော့ကိုကဘေးတဘာဝဘေးတွေကောက်ခွဲမလေးဆိုတာကိုရွေးချယ်သတ်မှတ်ပြီးဂျန်နရီကတော့အမခံလုံရုံလုံစင်တိုင်းလုပ်ကြရတာလေးဖြစ်ပါတယ်။မကြသေးခင်တုန်းကပဲစကိုင်းနဲ့မန်လီတဝိုက်ကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငယ်လေးကြောင့်အစအိုးပိုင်းဆိုင်မှုပျက်စီးဆုံးရှုံးရတာတွေလည်းများခဲ့ရသလိုလူသေးပြောက်လေးများခဲ့ပါတယ်။ ီဖြစ်ရဆိုချင်ပြီးမှာတော့လူအများစုဟာငလင်ပေးတွေအမခံထားဖို့အတွက်လေစိတ်ဝင်တစားရှိလာခဲ့ကြပါရင်မြင်းငလင်တွေအမခံထားယူမယ်ဆိုရင်တော့ဖြစ်ပေါ်လာတဲ့အဆောက်အဦပျက်စီးမှုအတွင်းပျက်စီးပျက်စီးမှုလုပ်ငန်းဆိုင်ကများပျက်စီးမှုနဲ့တစုံတရာထိခိုက်နာတရာသို့မဟုတ်သေချေမှုတွေအတွက်လေအမခံခြင်းရရှိသွားမှာဖြစ်ပါရင်ဒါ့အပြင်လည်းလက်ရှိမြန်မာနိုင်ငံမှာ အားပြင်းငယ်လင်းလောက်ခတ်မှုပြီးမှာတော့အာမခန်ကုမ္ပဏီဟာတဘာဝပေးအာမခန်ဝန်ဆောင်မှုကိုရှင်းလာလာကြပါရင်တချို့အာမခန်ထားပေမဲ့ငယ်လင်းเจ้าဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေအတွက်အာမခန်ခြေမရပဲနဲ့ဖြစ်နေကြတာလည်းရှိနေပါတယ်ကာမခန်ကုမ္ပဏီတွေကလည်းတဘာဝဘေးအကောက်ခွဲကိုရနာကြောင်းအကြောင်းကြားလာတာတွေရှိတယ်လို့လေကိုရင်ကြုံခဲ့ရသူတအုပ်ကလူမှုကွန်ရက်မှာမျှဝေထားတာတွေရှိပါတယ်။ငနေကြီးလုတ်ခဲ့ပြီးမှနောက်ဆက်တဲ့ငနေတွေကလည်းစက်တိုက်လုတ်ခဲ့လာနေပါသေးတယ်။မူလငနေလောက်အမပြေပေမဲ့လေ Restars Gate 34လောက်နဲ့ လောက်ခန့်နေရာတွေဟာနေစဉ်ရက်ဆက်ရှိနေပါသေးတယ်။ဒီလိုဆင်းနေမျိုးတွေမှာပဲချုပ်ကုမ္ပဏီတွေကတဘာဝပေးအာမခံဝန်ဆောင်မှုတွေကိုရနာလိုက်ကြတာပါ။ဒါကြောင့်လည်းအာမခံကုမ္ပဏီတချို့ရဲ့တာဝန်ယူမှုမရှိရတဲ့ပတ်သက်ပြီးတော့လူအများအားမှဝေဖန်မှုတွေမြင့်တက်လာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းတဘာဝပေးအန်ရဲ့ကြီးမှကင်းလို့ကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပြစေနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။